ဒီနေ့ကတော့ရွာအမအိမ်လာလေတော့ကျမကလက်ဖက်နဲ့စာမဲ့ပဲကြော်ဖို့ကိုယ့်အိမ်မှာကိုကြော်ပြီးတော့ပလင်းလေးလေးနဲ့တင်းထားမှာဖြစ်ပါတယ်။ပထမအဦးဆုံးဒါပဲလေးနှစ်ဘူးပေါ့နော်ပဲလေးနှစ်ဘူးကိုကျမထုံးရည်ကြီးစိမ်ပါမယ်။ထုံးကတော့ကွန်ဆာထုံးဆိုရပါတယ်နော်။အဲဒီကွန်ရဆိုင်နေမှာသွားဝင်ရင်ရပါတယ်။နည်းနည်းလေးပဲထည့်ထည့်ပြီးတော့ရေစိမ်ပါပဲ။ဟုတ်ကဲ့။လိုသေးလား။ တယ်ရှုပ်ပြီးတက်ထလာတယ်တော်ရကဲဒီဥစ္စာစင်မီကျမမီးပြိုးတယ်မီးပြိုးပြီးစီထဲစီထဲပြီးစီပူလာပြီဆိုရင်ကျမတို့ကကြော်ယုံမယ်ဘာမှအကြိုက်စိတ်ပြန်မလို့နော်ကဲတဲလေးတွေစတယ်မီးစိမ့်နေချိန်မှာအဆူဆူတော့တဲလေးတွေကစီအောက်ကိုမြုပ်နေလိမ့်မယ်နော် ဒီအခီယာလေးတွေကအဝါရောင်ကိုပြောင်းသွားရင်ကျက်တယ်နောက်တစ်မျိုးလေးကစီလေးဒီပဲလေးတွေကကျက်ပြီဆိုရင်အပေါ်လေးတွေကိုကြွတက်လာတယ်အဲ့လိုမျိုးအပေါ်စီရဲ့အဝါရောင်ကိုရောက်သွားပြီဆိုလို့ရှိရင်ကျက်ပါပြီကဲဒီလိုအနေထားဆိုလို့ရှိရင်အပေါ်ရောက်နေပေါ့နော်အဲ့ဒါဆိုရင်ကျက်ပြီကဲပဲကြော်လေးတွေကျက်ပြီဆိုတော့ကျမကစလုံးတစ်လုံးနဲ့ခွဲခတ်ထားပါမယ် ပဲကလေအဆူနဲ့အချောက်ရှိရာကိုအဆူကျော်လို့ရှင်ကျွတ်ကျွတ်ရွရွမွမွလေးဖြစ်တဲ့အချောက်ဆိုလို့ရှင်မကြောတဲ့ရင်စားလို့ဝါလို့စားတဲ့အချိန်မှာဝါတဲ့အချိန်မှာကမာတက်တက်ကြီးဖြစ်တတ်တယ်။အဲဆိုတော့အဆူကျော်တာပို့ပြီးတော့အကောင်းမှာပေါ့နော်။ဒါနောက်တစ်ပြန်ဖြတ်ခေရပေါ့နော်။နှစ်အိုးကျော်ရပါတယ်။ကဲပဲကျော်လေးတွေရပြီဆိုတော့ကျမကပဲပဲကျန်းကျော်အစုံပြင်มาပေါ့နော်။ ရမဦးစိုးကုနာကြော်ထားတဲ့ပဲကြော်လေးတွေကိုထည့်လိုက်တယ်။ပြီးတော့မြေပဲစားလော်မြေပဲစားလော်လေးတွေထည့်လိုက်ပါတယ်။ပြီးရင်နှမ်းကိုနှစ်စွန်းလောက်ထည့်လိုက်ပါတယ်။ပြန်နဲ့တီဟိုစီလေးတွေထည့်လိုက်ပါတယ်။ပြရနဲ့ကျမကဒီမှာနှမ်းစီစမ်းနေပဲစီမစမ်းဘူးเนาะနှမ်းစီပဲစမ်းတာပါ ။ဒီနိုင်ခွဲပါရှိအောင်။စမ်းပြီးရောနေလိုက်တယ်။နေပြီးတမသွားမှစားလေးနည်းနည်းထည့်ထည့်ပြီးရောထည့်ပြီးရောမှုေးပါရယ်။ကဲဒါဆိုလို့ရှိရင်လက်ဖက်နဲ့စားမယ်ပဲစမ်းကြော်လေးရပြီပေါ့နော်။ တိန့်ထားမှဆိုလို့ရှိရင်တော့စီမထဲပဲကျမပြောတဲ့ပုံစံအတိုင်းရောမှွေပြီးတော့ဘူးလေးတဲ့တိန့်ထားပေါ့ကျမစားကန်ဒီမှာဒီလိုမျိုးအကြော်စုံတွေကိုရောပြီးတော့စီစမ်းပြီးတော့စားတာပါပိုတဲ့ဘဲကြော်လေးတွေကိုတော့ကျမပလင်းလေးနဲ့လိမ့်လုံးအောင်တင်းထားပါတယ်။ဒါမှကြွကြွရွရွမွမွလေးနဲ့ကိုစားခြင်းနဲ့ချင်းထုတ်စားလို့ရအောင်လို့ကြော်ပြီးတော့တင်းထားဖြစ်ပါတယ်။ဒါကဘဲကြံလေးကြော်ပြီးအေးသွားတဲ့ချိန်ကျပလင်းနဲ့ထည့်တင်းထားနော်။ဒါဆိုရင်ကြွကြွရွရွလေးအရင်စားလို့ကောင်းပါတယ်။ကျေးဇူးပါရှင်။